မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်ဂျူရာဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီယာဒီတွင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တလားစာဟောစတဲ့တွေကိုကျွန်တော်ဟောပြောပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်ယာဒီဘွား spices နော်ဒီယာဒီဘွားတွေကအောင်တူပါလတဲမှာကောင်းချင်းမင်္ဂလာအပြာပြာနဲ့ပြည့်စုံတဲ့ ယာရီဘွားတွေဖြစ်တယ်ဒီအော်တိုဘာလတရက်နေ့ကနေအော်တိုဘာလ30ရက်နေ့အတော်တင်ဒီမင်ယာရီဘွားတွေကဘာပဲလို့လို့အဆင်ပြေချုံးမှုမှုတွေဖြစ်တတ်တယ်ပြောမယ်ဆိုရင်တော့အယောင်းအဝယ်စီးပွားရေးလူမှုရေးစတာတွေနဲ့ပတ်သက်ပြီးတော့ဗောနော်စီးပွားရေးပြုလုပ်ရင်အရန်ကောင်းတယ်ဥပမာဆိုရင်ဒီဝန်ဆောင်မှုလုပ်ငန်းတို့ပညာရေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့เนาะနောက်ပြီးတော့အကျိုးဆောင်လုပ်ငန်းတို့စတာတွေကဒီအော်တိုဘာလမှာ မင်ယာတွေဘွားသူအကောင်းမွန်ဆုံးအလောက်ကန်ဖြစ်တယ်ဒီအလောက်ကန်ကနေပေါ့နော်အချိုးအမြတ်တွေအများကြီးရရှိတတ်တယ်အခါလေးကျရင်မထင်မှတ်ထားတဲ့အချိုးအမြတ်လောက်ထိကိုဖြစ်သွားတတ်တာပေါ့နော်မင်ယာတွေဘွားတွေကဒီဝန်ဆောင်မှုလုပ်ငန်းနဲ့ဒီအော်တိုဘာလမှာအချိုးအမြတ်အများကြီးရရှိပြီးတော့အောင်မြင်မှုအထွတ်ထိပ်ရရှိလိုက်မယ်ငွေကြီးကြီးငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့ဒီမင်ယာတွေဘွားတွေကဝင်ငွေနဲ့ထုံရမျှတမှုတော့ရှိတယ်လို့ပြောပြတယ်တရားဝင်တရားလုံးပြန်ထွက်တတ်တယ်သို့တော့ စုရင်စုတလူဖြစ်တယ်။သုံးရင်သုံးတလူဖြစ်တယ်။အဲ့လိုမျိုးတော့ပြရတယ်ဗောနော်။ကိုခြွေတာပြီးတော့သုံးရင်ကိုဒီလအတွက်ကကိုအတွက်အများကြီးပဲကျန်တယ်။မင်ယာဒီဘွားတွေအတွက်ဗောနော်ဒီအောင်တူပါလမှာဟိုလက်မဖွာပဲနဲ့အသုံးစရိတ်အသုံးဖြုံးကိုရှော့စေချင်ပါတယ်နော်။လူမှုရေးနဲ့ပတ်သက်ရင်လည်းဒီမင်ယာရီဘွားတွေမှာဆက်ဆံရေးကောင်းမွန်တတ်တယ်အကူအညီတွေရရှိတတ်တယ်မိမိအစင်မပြေမှုဖြစ်ခဲ့ရင်တော့မှကိုယ်မထင်မှတ်ပဲနဲ့လာကူညီတတ်တယ် ဒီအော်တိုဘာလမှာမေယာရီဝါးတွေမှာပေါ့နော်အချစ်ရင်နဲ့ပတ်သက်ပြီးတော့ပြက်စဲဝါးတက်တယ်နော်အာနောက်ပြီးတော့ဒီအိမ်တော်ရင်းမှာဆိုရင်အငယ်အနှောင်းတွေရှိတဲ့သတင်းတွေကြားသက်တာပေါ့နော်ဒီအမျိုးသားဘက်အမျိုးသမီးဘက်ပေါ့နော်အဲ့လိုမျိုးတွေကြားသက်တယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့တာယာဖြောက်ဖြူမှုကဒီလမှာနေတယ်ပြောမှဆိုရင်တော့မျက်နှာမြင်အမြဲတမ်းဟိုစကားများတာတို့ရံဖြစ်တာတို့စတာတွေဖြစ်သက်တယ်ပြောမှဆိုရင်တော့အချစ်ရင်းနဲ့အိမ်တော်ရင်းရလည်း ဒီမိညာဒီဘွားတွေအတွက်ပေါ့နော်အော်တိုဘာလာမှာညံ့တယ်လို့ပဲပြောချင်ပါတယ်သူ့အတွက်ရရရာကတော့လီပိုရပပောက်ရလိန်မော်ဒီ၃လုံးကက်ပြီးတော့ဖះမှာကက်လူပေးပါဒါဆိုရင်ဒီမိညာဒီဘွားတွေအတွက်စီဘွားရလူမှုရကျမ်းမာရစတာတွေနဲ့ကောင်းမွန်ခြင်းပြည့်ပြည့်စုံခြင်းဖြစ်ပွားပါလိမ့်မယ်နော်ဒီ9နှစ်နံဘွား7နှစ်နံသာသမီများလဲစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာရင်လည်းပြည့်စုံကြပါစေ စီပါလက်လာဘတ်များလဲစထက်ကိုတိုးတက်ကြီးပွားပြီးတော့ပေါ့နော်စထက်တဲ့ဘုအောင်မြင်မှုတွေရရှိနိုင်ပါစေလို့ကျွန်တော်ဆရာဟန်သူရဟိန်းကနေဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာမြန်မာစတာပစာ